ားလုံးမင်္ဂလာပါရှင်မြန်မာ YT Channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါတယ်ရှင်ဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဆက်နှကျိုးရွာဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်လေးမစသေးခင်မှာကျမတို့ရဲ့ Channel လေးကို Like ခံ Subscribe လေးနဲ့ဇလန်တိတိတင်နိုင်မှလည်းသိရှိနိုင်မှု Notify Bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇလန်လေးစလိုက်ပါတော့မယ်အောင်မြတ်တာနဲ့တပည့်တက်ခိုင်တို့နှစ်ယောက်သာခြေဦးတဲ့ရာကိုအိတ်ရာဆိုတဲ့အတိုင်းလမ်းရှိရာလျှောက်သွားရင် အထက်မြမပြည်ဟာတော်မကြမျိုးမကြနေရာလေးတစ်ခုကိုရောက်ရှိခဲ့တယ်။မျိုးထိတ်ကဇေယျလေးမှာထိုင်နေကန်ပစိုးစုပ်လေးကိုပခုံးမော်တင်ထားတဲ့လူနှစ်ယောက်ဇေယျအထင်းမှာ နေရိတ်လာခုရင်ဒီနှစ်လောက်ကైစားတော့ရတာအဆင်မပြေပါဘူးဗျာ။ဟုတ်ပါနောင်ကြီးရဲ့တို့တို့တရွာလုံးဒီတိုင်းဆိုအရင်နောင်ကြေးပါမလားမသိဘူး။မနေ့ကလောက်တဲ့ရွာလုံးကျုပ်ရှင်းပြပွဲလေးဒီနေ့မလုံးဖြစ်တော့ဘူးထင်ပါတယ်။တခါရသူတို့ပြောကိုနားထောင်နေရင်အကိုတို့ဒီနေ့မူးမရအောင်လားလဲနေမဖြစ်ဘူးလား မဟုတ်ပါဘူးညီလေးရာခါတိုင်းနေ့တွေဆိုစပားတက်ရီကတင်း90လောက်ပြန်ပြထွက်တယ်ဒါတော့မနေ့ကမူးသိမ့်မရဘူးဒီနေ့ကမူးလဲကောင်းတယ်မျိုးစပားလဲကောင်းတယ်ဒါပေမဲ့စိုက်သမျှအပင်နေအကုန်နွမ်းကုန်တာပဲဒါပေမဲ့ထူးဆန်းနေပြစပားရီရာမနေ့ပိုင်းမှာနွမ်းမိမယ်ညဘက်တက်ကြီးကောင်းချားချိန်လောက်ရောက်ရင်စပားခင်းနေရာစိတ်ဆူကုန်ရောဗျာဘလို့ဒါဆိုထူးဆန်းတာပေါ့အခုစပားမရိပ်ရသေးဘူးလားရိပ်လို့တော့ရနေပြီ နေခင်ဘက်တည်းရိတ်တော့လဲစပားပိနေတဲ့မှာအစိမ့်မရှိဘူးဗျဟွန်းဟုတ်ပါမလားဗျဟုတ်တယ်ကျွန်တော်တို့စိတ်တင်တချို့တလေပဲထင်နေတာဒါမဲ့ရိတ်သည်မစပားမှန်သည်စံတစည်းမှမရတာဒီနေ့သားလေးရှင်မျိုးဖို့ရှိသည်မပစံအခင်းနဲ့အကုန်ထဲ့ထားတာကျုပ်တို့တော့စင်ရဲတွေနှက်တက်နှက်ပါပြီဗျာဒါနဲ့နေပါဦးနော်ဦးနောက်ကြီးပြောတာညာဘက်ဆိုစပားတွေစိတ်ဆူနေရဲ့ဆိုအဲ့ဒါဆိုညာဘက်ရိတ်ကြည့်ပါလားရိတ်ပါကောလားဗျာ ကျောက်ခင်းမရကိုသားလာလေဆိုကျောက်ခင်းထက်အရင်တီးရသူကမနှက်ဖက်မရိပ်ပဲညဘက်ရိပ်တာရိပ်နေတဲ့အချိန်ဆိုအနောက်ကနေညီးတန်နေငူတန်နေကြားရတယ်ဗျမြားတော်အပြည့်မနှက်ပဲရိပ်ကြတာဆိုတော့ညဘက်ကတိတ်အစင်မပြေဘူးတီးကြတဲ့မွေပွေးအနေရရလည်းရှိသေးတယ်ထူးဆန်းတာညဘက်ရိပ်လို့ရတဲ့စပါးတွေကအစိမ့်အစံအကုတ်အောင်နေဗျအဲ့ဒီအခင်းကိုပဲမနှက်ရိပ်ကြည့်ဘာမှမရှိတော့တာရွာတွေကလူတွေကလည်းအထူးဆန်းဖြစ်နေတော့တာ နောက်ဆုံးတရွာလုံးညာဘက်ထားရိုက်တဲ့နေ့မှာစဘာပင်ကိုကင်ပြီးရိတ်လိုက်တယ်ဆိုရင်ဖြင့်စဘာပင်တရားလေးသွေးဆဲရှင်ရှင်နေပန်းထွက်လာတာ။ဗျာအလိုလေဟုတ်တယ်ဗျ။နောက်ပြီးအဲ့ဒီအပင်ကနေထွက်လာတဲ့သွေးလိုလိုအရေးပြီးကိုအမွေးစုပ်ဖွားကောင်းနေလာလာတောက်ကြတာ။ရွာရေရဒေါ်ချိုဆိုအဲ့ဒီမှာမေ့လဲပြီးတတိမလဲတော့ဘူး။အသက်ပါပါသွားခဲ့တာ။အဲ့ဒီအမွေးစုပ်ဖွားနေကောင်းနေကအဆွဲလေးအဖွေးသားနေဗျ။အရန်ချောက်ဖို့ကောင်းနေ။တရွာလုံးနှီးပါလန့်ဖျားဖျားကြတာ။ အဲဒီနေ့တွေကညဘက်တွေဆိုတရွာလုံးအပြင်မထွက်ရဲအောင်ဖြစ်နေကြတာအိမ်ရောက်မွေးထားတဲ့ခွေးတွေကခြံဝင်းပြင်မထွက်ရဲဘူးညဆက်တနားကြီးကြော်ပြီးဆိုရင်ရွာထဲမှာအဲဒီအမွေးစုပ်ပွားကောင်တွေရှောက်သွားနေတာရွာဦးကျောင်းကဆရာတော်ကလည်းမြို့ပေါ်မှာစေးသွားကုနေလို့ရွာကျောင်းမှာလည်းကိုရင်လေးတွေပဲရှိရဲတရွာလုံးစိတ်ဒုက္ခရောက်နေကြတယ်တီတက်တဲ့သူတွေနဲ့ပြကြည့်ရောသူတို့လည်းမနိုင်ကြဘူးသူတို့ပြောတာကတော့ဆနေကျိုးဆုံးတွေကပြူစားထားတယ်တဲ့အလိုဆနေကျိုးဆုံးဟုတ်လား အဲ့လိုပြူစားရအောင်အကိုတို့ကဘာတွေလှုပ်လို့လဲဘာမှမလှုပ်ပါဘူးညီလေးရမနေ့ကအကိုတို့ရွာမှာရွာလုံးကျွတ်ရှင်ပြူရဟန်းကလှုပ်ကြတယ်အလူလေးဆိုတာမိကိုတိတ်ပေါ့ရွာနီးချုပ်ဆက်အလုံးအားကြလောက်တဲ့ရွာတရာဖြစ်ခဲ့တယ်အဲ့ဓာရီရဲ့အဓိက အကြောင်းကြီးကတော့စပားထွက်နှုတ်အရန်ကောက်လို့ပဲဒါပေမဲ့အကိုတို့ဘေးရရွာကတော့စပားအထွက်နှုတ်မရှိဘူးအကိုတို့ရွာနယ်လည်းတိတ်အစင်မပြေဘူးသူတို့ကမနာလိုကြဘူးပေါ့တခုဆိုးသွားတာသူတို့ရွာကကာလာသားတွေက အကိုတို့ရွာကောင်းမလေးတယောက်ကိုဆွဲလာရန်လာလို့လို့ရွာကလူတွေတွေ့ပြီးရိုက်လိုက်ကြတယ်။အဲဒီမှာဟိုဘက်ရွာဒီဘက်ရွာတွေ့ရနေရရိုက်ဆိုသလိုဖြစ်လာတယ်။ဒီနေ့မှာတော့ရွာထဲကိုအဖွားကြီးတယောက်ရောက်လာတယ်။သူကရွာဝင်ကရွာတော်ရှင်နှကုန်းပေးมาရက်ပြီးညနေတရွာလုံးငတ်မှုမွဲတေစေရမယ်။ငါမီကွဲသွားတဲ့ခေါင်းကသွေးတွေကမင်းတို့ရွာကိုဖုံးသွားစေရမယ်လို့ကြိမ်းဝါခဲ့တယ်။အိနေရစပြီးဘာလုံးလို့အစင်မပြေတော့တာညီလေးရဲ့အဖြစ်ကတော့ဒါပါပဲ။ ဲ့ဒါညီတို့မှာအဲ့လိုကိစ္စတွေနိုင်နေတဲ့သူရှိရင်လမ်းညွှန်ပေးပါအောင်တက်ခိုင်လဲအားတက်တဲ့ရောအောင်မြတ်တာကိုလမ်းကြည့်လိုက်တော့အောင်မြတ်တာကတရားမှတ်နေရတုံတုံများမလုံးအဲ့ဒါဆိုအကိုတို့ပြန်တော့မယ်ရွာထဲမူးမချုပ်ခင်ဝင်ရမယ်မူးချုပ်ရင်ရွာစည်းရိုးပိတ်ထားလို့ဒါနဲ့ညီတို့ကဘယ်သွားမလို့လဲဘမတဲကြမလို့လဲကျွန်တော်တို့ကခရီးသွားတွေပါဒီစည်းရမှာပဲတဲမလို့လေတရားထိုင်နေရကျွန်တော်စီရပါဩစီရငငယ်လေးနော် ဒါနဲ့ဒီမှာမအိတ်နဲ့လေရွာထဲလိုက်ခဲ့လေအိမ်မှာပဲတဲပေါ့ကျွန်တော်နဲ့မဲထွန်းရီပါသူကတော့မြင့်ဆိုးတဲ့ခဏနေတော့အောင်မြတ်သာတရားထိုင်ဖြုတ်လိုက်တော့တယ်ခဏနေတော့အောင်မြတ်သာတရားထိုင်ဖြုတ်လိုက်တယ်တက်ခါရပြောပြဖို့အလုပ်အောင်မြတ်သာလက်ကပြပြီးဒီကနောင်ကြီးရွာအလဲလိုက်ပြရစီဖြစ်နိုင်နောင်ကြီးကိုကြုံနေရတဲ့ဒုက္ခတွေကိုကုညီခြင်းပါတယ်ဟာရေကန်တဲ့ကြာတဲ့မှာလားလူငယ်ပေမဲ့ပညာမငယ်ဘူးဆိုတာကြားဘူးတယ် ခုတော့ဆရာတို့ဆိုအောင်ကြီးခွင့်ရတော့တာပေါ့တက်ခိုက်လို့ရွာလေရောက်တော့မှန်စာပြိုးနေပြီတရွာလုံးအလုံတရားနေပြန်လာပြီမိမိအိမ်မိမိတကားရိရောက်ပြိနေကြတာမြင်တွေ့ရတယ်တဲမဲအိမ်ရောက်တော့အောင်မြတ်သာဘုရားရှင်ရှိသွားတရားထိုင်တော့တာပဲချမင်းလည်းမစားတော့ဘူးကျွန်တော်ကတော့ဗဒင်းမောက်ကနေအိမ်နောက်ဘက်ကလေကွင်းနေစီကြည်နေမိတယ်အချိန်ဘယ်လောက်ကြာသွားမှမသိလိုက်ဘူးပကောဦးတစုံတယောက်လာပုတ်တယ်လို့ခန်းစားလို့ကြည်လိုက်တော့ကဲတက်ခိုက်တိုးလဲရောက်ပြီး ဒီစေးမြစ်ကိုကွင်ထားလိုက်တော့ခဏနေမင်းမြင်ရမယ့်ယာရီကိုမကြောက်ရအောင်ဒီရေမန်းအောင်တောက်ထားဒီရွာအောင်ငါကဲတင်ရမယ်ဒီရွာရဲ့အလူကိုပြင့်မြအောင်ငါကူညီရမယ်အထက်ဆရာကြီးတွေရဲ့အမိန့်လဲရပြီလှုပ်ထားတော့တက်ခိုင်းတက်ခိုင်းလည်းအောင်မြတ်တာပြီးရဲ့စေးမြစ်ကိုကွင်ပြီးရေမန်းကိုတောက်ချလိုက်တယ်ဆိုရင်ဖြင့်အလူလေအောင်မြတ်တာယောဂီဝင်မဟုတ်တော့ဘူးအလုံးဖြူစင်တဲ့ပိတ်ဖြူဝိသူတော်စီတစ်ပါးဖြင့်မြင်နေရပါလားဖះရစီမောင်က ဒကိနာတာကဖျားဥကောင်းတော်ကနေရောင်ကြီးရော်ရီဖြာထွက်နေပါလားတက်ခိုင်လက်အုပ်ကြီးထိုင်ကြောလိုက်တယ်ကွန်တူကြီးကိုအကျိုးကြောင့်ပြောပြပြီးရွာထဲမှာရှိရဲ့မကြောက်တက်တဲ့လူငယ်၅ယောက်လောက်ကိုလေးဝါကူစီနဲ့စုခိုင်းထားတယ်လေးဝါမှာပြင်းမဲ့လောင်စလုံးနဲ့အပေါ်ကိုအောင်မြတ်တာရေမန်းနေပြန်လိုက်တယ်ကျွန်တော်မြင်မှာလောင်စလုံးတွေကငွေမြေအောင်နေတက်လက်လက်နဲ့ငွေလုံးတွေဖြစ်သွားတာကျန်တဲ့သူတွေမြင်မှာတော့လောင်စလုံးမော့အကုန်လုံးအိအားကိုဆင်းပြီးအိနာဖွေးလေကွင်းစီထွက်လာလိုက်တယ် လေခွင်းဆက်အရောက်တော့လေခွင်းဆက်ကတနောင်းပြီမှာလူတယောက်ကျိုးချီခန့်ထီထားတာမြင်လိုက်တယ်။အနီးကဲတေချာကြီးရောအသက်ခက်လက်လက်လူတယောက်တို့သူကအန်တကြိတ်ကြိတ်နဲ့မကြည်မနှက်ဖြစ်နေရဲ့ပုံစံတို့သူကိုကျွန်တော်ပဲမြင်ရတယ်ဗျ။ကြံနေသူတွေမမြင်ရအောင်တို့သူကအောင်မြက်တာအောင်မြင်တော့အာကိုတကြီးကြိရှာတယ်။အောင်မြက်တာချီထားတဲ့ကျူတွေကိုလေနဲ့မှုန့်လိုက်တယ်ဆိုရင်ပဲကျိုးရီကုန်ပြီးသွားတာထူးဆန်းစွာတွေ့လိုက်ရတော့တယ်။ကျိုးလဲကြည်ရောတို့လူကအောင်မြက်တာကိုအယူသေးပြုပြီး ရွာထိပ်ဘက်ကိုထွက်သွားတာတွေ့လိုက်တယ်။အဲ့ဒါဘသူလဲမီးတော့ရွာတော်ရှင်နဲ့ရွာတော်ရှင်နောက်ချုံနောက်ခံထားရတဲ့အစင်းဆိုတော့တော်ရုံစင်းမဟုတ်မှကျွန်တော်သိလိုက်တယ်။လေခွေးနဲ့ကြည့်လိုက်တော့အမလေးလေးလေခွေးနေတဲ့မှာ အမွေးစုံပွားနဲ့မကောင်းဆိုးဝါးတယ်။လေခွေးတစ်ခုမှာတကောင်အနည်းဆုံးရှိရဲ့။တချို့လေခွေးမှာဆိုနှစ်ကောင်သုံးကောင်လောက်ရှိရဲ့။အောင်မြတ်သားလေခွင်းအဆက်မှာပဲနေပြီရွာလေးကကာလာသားရီကိုလေခွင်းထဲကိုလေးခွားနဲ့ပြစ်ခိုင်းတာရွာကန်လူတွေကလည်းအကုတ် ပတ်ပြစ်ကြတယ်။ဟာတိပဟပြစ်ပြစ်ဘယ်ဘက်မှာအရှိယကတိယိုးပေါ်မှာကျွန်တော်ကလည်းမြင်သမျှကိုရှောက်အော်တာလေခွေးနဲ့ရမကောင်းဆိုးဝါးတွေလောက်စလုံးနဲ့ထိရနဲ့ငရဲမီးနဲ့ထိတယ်လို့မြေပေါ်မှာနှိပ်နေအောင်နေရမယ်။ကာလာသားတွေကလည်းပြစ်သမျှလောက်စလုံးတွေကပြစ်မလွဲပဲ။ဒါတော့ရမ်းပြစ်တာခဏနေရောလေခွေးနဲ့ရအမွှေးဆုပ်ဖွားနဲ့ကောင်းနေပြေးနေရမှာတန်းနေရပဲ။လောက်စလုံးလဲကုန်ရောလေခွေးနဲ့မှတကောင်းမှမရှိရတာ ကျွန်တော်အောင်မြတ်တာကိုလှည့်ကြည့်အောင်မြတ်တာလက်ကပြတယ်ခနာဆောက်အောင်ဆိုတဲ့သဘောတအောင်နေတော့ကာလာသားများဘာပဲတွေ့တွေ့မပြေးကြနဲ့ကြုတ်စည်းထားပေးထားမယ်ဒီစည်းတွေကနေပဲနေကြဘာလာလာလေးခွားနဲ့ပဲပြစ်ကြဒီမှာလောက်စလုံးနေဆိုပြီးဘေးလွတ်အိမ်ထဲကနေလောက်စလုံးနေထုတ်ပေးလိုက်ရဟာဒါဒါခုနကပြစ်လိုက်တဲ့လောက်စလုံးနေကာလာသားကိုချီးရဲ့တန်အန်တော်ပြောတဲ့ဘာလို့လဲဆိုတော့သူ့လောက်စလုံးနေကအလုံးမဟုတ်ပဲလေးယောက်တွေလှုပ်ထားလို့ပဲ ခုလေလောင်စလုံးနေရသူ့လောက်စလုံးလေးတွေပါလာတော့မယုံနိုင်အောင်အံ့ဩနေချိန်အောင်မြတ်သားကသူ့လောက်ဆရာရှိရဲ့အလုပ်ကိုလုပ်နေရအောင်မြတ်သားအိတ်ထဲကနေခြိကွင်းတကွင်းထုတ်လာပြီးပေ20ပတ်လေစီးတလိုက်ကြကျွန်တော်မြင်မှာစီးမဟုတ်ဘူးခြိကွင်းရအပေါ်အောက်တန်ကွန်ချာအုပ်ထားလိုက်တာတန်ကွန်ချာကနေလဲရွှေရောင်တဖိတ်ဖိတ်တောက်နေရခဏနေရောရွာနောက်ဘက်ကနေမန်ဖီပြီးပြေးလာတဲ့ခွေးအုပ်စုအလိုလေခွေးနဲ့ကြီးရပါလားလူခါဆောင်လို့ရှိရဲ့ခွေးကြီးရပါလား တည်ရတများများကြပြီးလာရအောင်မှပြေးလာနေတာကာလာသားတွေကနည်းနည်းကြောက်ပြီးတွန့်သွားပြီးမဲ့အောင်မြတ်သာလှမ်းတတိပေးရောမှလေးကွားတွေအသင်ကင်ထားလိုက်တယ်လေးကွားတကန်းစာလဲရောက်အောင်ခွေးတွေအကောင်ရည်ရာနဲ့ချီရှိလောက်တယ်ပြစ်နေရင်ပြစ်နေရင်ခွေးအုပ်ကနီးတဲ့တဲ့နီးလာတယ်ဒါမှမယ့်အောင်မြတ်သာတားထားတဲ့ခြိခွေးနားလဲရောက်အောင်လျှက်စစ်နဲ့အတုခံလာရသလိုအနောက်လန်လန်ကြတာတွေ့လိုက်ရတယ်အဲဒီမှာအားတက်ပြီးပြစ်လိုက်တဲ့လောင်စလုံးတွေမိုးရွာသလိုတဖောက်ဖောက်နေပဲ ခွေးနဲ့ကြီးရရလဲအလျှော့မပေးပဲခြေကုန်ချောင်းကိုကပ်ဖြဲဖို့ကြိုးစားနေပေမဲ့ခြေကုန်ချောင်းကိုတိလိုက်တာနဲ့လွင်လွင်ထွက်သွားတာပြည့်သည်မြလောက်စလုံးကပြစ်မလွဲခွေးနဲ့တိတ်ကိုမှလဲလောက်စလုံးတန်ကြောင့်သွေးအလူလူနောက်ဆုံးမှတော့ခွေးနဲ့အုတ်ကြီးကအနောက်ဘက်တော်ထဲဝင်ပြေးသွားတယ်အဲဒီတော့မှတန်ကုန်ချောင်းကိုပြန်သိမ်းပြီးရွာထဲဝင်လာခဲ့တယ်အိမ်ရောက်တော့မနေ့၃နာရီထိုးနေပြီကျွန်တော်လည်းအိတ်ချလိုက်တယ်မနေ့ကျတော့အောင်မြတ်သားတရွာလုံးကိုရေမန်းနေမန်းပေးပြီးရွာအောင်လဲစီးတားပေးလိုက်တယ် ထူးဆန်းတာတခုကမိုးလင်းတာနဲ့လေခွေးနဲ့ရစပားတွေအနှံနေပြည့်နေရမြင်တွေ့ရလို့အားလုံးကဝမ်းသာအားရထအော်ကြတော့တယ်။နောက်တဲ့င်းတခုကဟိုဘက်ရွာလူတွေတရွာလုံးနီးပါးစေးလာကူးကြတယ်ဆိုတဲ့တဲ့င်းဒီတဲ့င်းကိုကျမရေးမှုစရာလာရင်းနဲ့ယူလာတာတရွာလုံးကလူတော်တော်များများဖူးရောက်ပေါက်ပြဲနေရတဲ့ရာတွေကြီးပဲတချို့ကနှစ်ဖူးဟတ်တက်ကွဲနေရဘာဖြစ်လို့လဲမေးတော့ရံဖြစ်တာလို့ပြောတယ်တရွာလုံးရံဖြစ်ရတယ်လို့ဗျာ ီစကားကြတော့အောင်မြက်တာပြုတ်လိုက်တယ်။အနေရကင်းသွားပြီဆိုတော့ကျွန်တော်တို့လည်းနှုတ်ဆက်ထွက်လာပြီးတော့ရွာတွေကထွက်လာလိုက်ကြတယ်။ရွာတွေကလူတွေကတော့ဘာပဲကြုံကြုံရေမန်းနဲ့ပြန်ပြီးလှုပ်ဆောင်ကြဖို့မှားခဲ့လိုက်တယ်။များမကြမီရွာလုံးကျွတ်အလူလေးရဲ့တာရုခေါ်တဲ့နေခုတွေကကြားရတော့မယ်လို့တွေးချင်ရင်အရှိအနေဖြည်းဖြည်းချင်းရှောက်နေတဲ့ဆရာနောက်ကိုတက်ခိုင်ပြေးလိုက်သွားမိရတယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာဇေယနာရမညရေးသားထားတဲ့ အောင်မြတ်တာနဲ့ဆက်နေကျိုးရွာဆိုတဲ့ဇလန်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။